မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြမယ့်တည်င်းကတော့ဒါပညာရေးနဲ့သက်ဆိုင်တဲ့တည်င်းပေါ့နော်လက်ရှိလူများသိကြတဲ့အတိုင်းပေါ့ဒါအမေရိကန်မှာလဲ Trump အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာလည်းလည်းပေါ်လို့ရိုက်နေပေါ့နော်အခုလည်းပဲ Trump အစိုးရကဒါသူတို့အမေရိကန်ပြီးတယ်ပေါ့နော်ပညာတော်တင်ထောက်ပံ့ကြည့်ပြီးတဲ့အစီအစဉ်ကိုသူတို့ရက်ဆိုင်ထားတော့မယ်ဆိုပြီးသိရတယ်ပေါ့ဒါအခုကျွန်တော်တွေ့လိုက်တဲ့ဂျပန်တည်င်းမှာဆိုရင်တော့ပေါ့နော်ဒါနိုင်ငံတကာပညာတော်တင်တင်ကြားရေးအဖွဲ့အစည်းဖြစ်တဲ့ဒါ NAFSA ဆိုတဲ့အဖွဲ့အစည်းကဘယ်လိုပြောလာလဲဆိုတော့ အမေရိကန်ဘက်ကတဲ့ပြီးခဲ့တဲ့လ13ရက်ကနေစပြီးတော့တို့ကဒီပညာတော်သင်ထောက်ပံ့ကြည့်ပေးတဲ့နော် program အစီအစဉ်တွေအဲ့ဒါတွေကိုတို့က15ရက်ကြာပေါ့နော်ခဏတာရပ်တန့်ထားမယ်လို့ဆိုခဲ့ပေမဲ့လက်ရှိ3လပိုင်းနော်9ရက်နေ့ရောက်တဲ့အထိတောင်လက်ရှိချိန်ထိပြန်လည်းမဖြည့် short သေးဘူးလို့သိရတယ်ပေါ့နော်ဒီလိုပညာတော်သင်အကူအညီပေးတယ်နော်ထောက်ပံ့ကြည့်တွေရပ်ဆိုင်းလိုက်ခြင်းကြောင့်ဒါဂျပန်သတင်းကားတော့ပေါ့နော်တို့ရဲ့ဒီပညာတော်သင်စုတွေရတာတဲ့ဂျပန်ចောင်းသားတွေအတွက်ပြောတာပေါ့နော်ဂျပန်ចောင်းသားတွေဆိုရင်လည်းဒါအမေရိကန်မှာ ြောင်းရန်နာရတာတွေဒါမှမဟုတ်ကြောင်းထွက်ရတဲ့အထိဖြစ်စဉ်တွေဖြစ်ပေါ်လာနိုင်တယ်လို့သုံးသပ်ကြရပါတော့ထောက်ပံ့ကြည့်မရတဲ့အတွက်ကြောင့်အဲ့တော့အမေရိကန်အစိုးရကဒီပညာတော်သင်ဒါအစီအစဉ်တွေကိုဒါဒုတိယကမ္ဘာစစ်နောက်ပိုင်းပြီးတဲ့အခါမှာစပြီးသူကလုပ်ပြီးခဲ့တာပေါ့နော်အဲ့လိုလုပ်ပြီးခဲ့မှုကနေဒါဘွဲ့ရ62ဦးကနိုဘယ်ဆုထိစုကူးနိုင်ခဲ့တယ်လို့44ယောက်ကလည်းပေါ့နော်တက်ဆိုင်ရာနိုင်ငံတွေရဲ့အစိုးရဖွဲ့အကြီးအကဲတွေမှာကြိုက်တွေနိုင်တဲ့အထိဒီပညာတော်သင်ထောက်ပံ့မှု ရရှိခဲ့တဲ့လူတွေကစွမ်းဆောင်နိုင်ခဲ့တယ်လို့ဆိုရမယ်ပေါ့နော်အဲ့တော့ဒီအစီအစဉ်ကအကျိုးမဲ့တဲ့အစီအစဉ်တော့မဟုတ်ဘူးဒါကဘာအတွက်ဒါအတိမတ်ပြုတ်နော်ကဘာအတွက်အကူအညီရစေတဲ့ဒီ Nobel ဆုရှင်တွေကလည်းမွေးထုတ်ပေးနိုင်ခဲ့တယ်လို့အဲတချို့သောနိုင်ငံကြီးတွေရဲ့အစိုးရဖွဲ့နေရာဒီမှာလည်းသူတို့တာဝန်ထမ်းဆောင်နေတာတွေ့ရတယ်အတွက်ကြောင့်ဒီပညာတော်သင်ထောက်ပံ့ကြီးကတော်တော်လေးကိုအကျိုးရှိအစီအစဉ်တစ်ခုဖြစ်တယ်ဒါပေမဲ့လက်ရှိမှာတော့ Trend အစိုးရကသူတို့တက်လာပြီးရဲ့နောက်မှာ ဒီပညာတော်စင်ထောက်ပံ့ကြည့်ပြီးတဲ့အစီအစဉ်ကိုမှရက်ဆိုင်ထားလိုက်တဲ့အတွက်ကြောင့်ဒါဂျပန်ကျောင်းသားကြီးလည်းအခက်တွေ့နေရပြီလို့သိရတယ်ပေါ့နော်။တရင်လေးရဒီလောက်ပါမယ်နော်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ Facebook မှာဆိုလဲဒါ Hanasakuri Japan ဆိုတဲ့နာမည်နဲ့ဂျပန်တရင်လေးရေးသလို YouTube မှာလည်း Yukimi Channel ဆိုတဲ့နာမည်နဲ့ဂျပန်တရင်ဗီဒီယိုတင်ဆက်ပေးနေပါတယ်။ကျေးဇူးတင်ပါတယ်နော်။